တော်ဝင်အားလုံးပဲမြင်လာပါသရက် MV show ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်လိုပါဘူးတင်းရဲ့နောက်ဆုံးရသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာအကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးနေတဲ့စီမီမာဆိုတော့ကျွန်တော်မင်းညတော်ကတော့ Manchester United အသင်းကို England FV မှာကျွန်တော်ရှုံးခဲ့တယ်အဲဒီရှုံးခဲ့တဲ့ရှုံးပွဲအပြီးမှာဆိုရင်ဒါနီးပြအာနက်စတော့နဲ့ပတ်သက်ပြီးတော့အများကြီးဝေဖန်မှုတွေတောက်လျှောက်တက်တယ် အဲ့လိုမျိုးဝေဖန်မှုတွေတောက်လျှောက်တက်တဲ့သတင်းစာဘောင်းဆောင် channel ဘောင်းဆောင်ကအာနစ်စလော့ကိုဦးတည်ပြီးတော့အများကြီးတိုက်ခိုက်လာတာကိုတွေ့ရတယ်အဲ့ဒီအချိန်မှာပဲအဲတဖက်ကဂျာဂင်ကလော့ကတော့ The Diary of a CEO ဆိုတဲ့ podcast မှာ interview လုပ်ခဲ့အဲ့ဒီ interview မှာဂျာဂင်ကလော့ကိုလေဘာဘူးအသင်းထံပြန်လာနိုင်ခြေရှိလားဆိုတဲ့မေးခွန်းတစ်ခုကလည်းပါလာတယ်ဆိုတော့ ိုက်တိုက်ဆိုင်ဆိုင်ပဲပေါ့လေတစ်ဖက်ကအာနီစလော့ရဲ့ကရှုံးပွဲတွေဇက်တိုက်ဇက်တိုက်ကြုံနေချိန်မှာအသင်းရဲ့နီးပြဟောင်းဖြစ်သူတကယ် legendary နီးပြကြီးဖြစ်တဲ့ဂျာဂင်ကလော့ကလဘာဘူးအသင်းထံကိုပြန်လာမလားဆိုတဲ့မေးခွန်းနဲ့ပတ်သက်ပြီးတော့လက်ရှိမှာဆိုရင်တော့ Twitter ပေါ်မှာရော Instagram မှာရောတောက်လျှောက်တောက်လျှောက်သတင်းတွေကဟော့ဟော့ဆန်းဆန်းကိုဖြစ်နေတာဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့အများကြီးပြောပြလာတယ် သူကလဘာဘူးအသင်းကိုပြန်နိုင်ခြင်းရှိမရှိအရာတွေအဲပြီးလို့ရှိရင်ကစားသမားတွေကိုဆက်ဆံခဲ့တဲ့ ပုံစံမျိုးတွေဒါတွေအကုန်လုံးကိုသူချပြလာတယ်ဒါတွေကိုလက်ရှိအာနစ်စတော့အနေနဲ့ကလည်းတချို့အရာတွေကိုအတူယူကြမယ့်အရာတွေလည်းအများကြီးပါတယ်ဗောလေအဲဒီအရင်ဆုံးနီပြဟောင်းကြီးဖြစ်သူဂျာဂန်ကလော့ပြောသွားတာကတော့သူအရင်လုံးကလည်းဒီစကားကိုသူပြောခဲ့ဘူးလေသူကပရီးမီးယားလိရဲ့ဒါဘယ်အသင်းကိုမှသူကင်တွယ်သွားမှာမဟုတ်ဘူး ါပေမဲ့လဘာဘူးအသိန်းကိုတော့ပြန်လာကောင်းပြန်လာနိုင်တယ်ဆိုတဲ့သဘောမျိုးကြီးထည့်ပြောသွားတယ်။ဒါပေမဲ့လက်ရှိသူအလုံးလုံးနေရတဲ့သူ review မှာတော့တကယ်ကိုပြောပြောရှိရှိအလုံးလုံးနေသေးပဲ။ဒါသူ့အနေနဲ့ကလက်ရှိမှာလည်းသူ့ရဲ့အလုပ်ကိုလည်းအရန်ချစ်မြတ်လို့တယ်။အဲအဲ့ဒီအချိန်မှာသတင်းတော့ကထပ်ပြီးတော့ jargon clock ကိုမိတာကခမရအနေနဲ့ကဒီနီးပြလုတ်ခဲ့တဲ့ဘဝကိုလွမ်းလာပေါ့ဗျာ။ခမရလွမ်းနေလား။ဒါမျိုးမိလိုက်တော့ အာသူကတော့မလွမ်းဘူးပေါ့။ဘာကြောင့်လဲဆိုတော့မိုးရီထဲမှာလည်းအချိန်ကြာကြီးနေမတက်ရက်နေရတယ်။တပတ်ကို၃ကလောက်အင်တာဗျူးတွေဖြေရတယ်။ပွဲကျိုးတရင်စာရှင်းလင်းပွဲကိုတပတ်ခုတ်၃လေးကလောက်လုံနေရတဲ့ဘွားကြီးကိုသူမလွမ်းဘူး။ဘိုးကြီးတဲမှာအမြဲတမ်းကြီးပွဲချင်းကိုမတ်တက်ရက်ပြီးတော့ကြည်နေရတဲ့အရာကြီးကိုလည်းသူမလွမ်းဘူး။ဒါပေမဲ့ကစားသမားတွေနဲ့စကားပြောတဲ့အချိန်ကြီးကစားသမားတွေနဲ့အစာအသောက်တွေတူတူစားနေတဲ့အချိန်ကြီးကိုတော့သူလွမ်းမိတယ်။ အခုအချိန်မှာသူ့အနေနဲ့ကနီးပြလောကကနေအနားယူဖို့အတွက်လည်းသူစဉ်းစားမထားဘူးသူ့အသက်58နှစ်ကအခုကရှိနေပြီဆိုတော့သိမ့်မကြခင်အချိန် အတွင်းမှာသူ့အနေနဲ့ကနီးပြလောကကိုပြောင်းဝင်နိုင်ရည်ရှိမရှိကိုလည်းအပီးသက်သူ့အနေနဲ့ကဆုံးဖြတ်ချက်တွေချသွားမယ်လို့သူပြောသွားတယ်ပြီးရင်နီးပြအာနေစလော့အနေနဲ့အတူယူတင်တဲ့အရာတွေကိုသူပြောသွားတယ်သူပြောသွားတာကဗျာနီးပြအာနေစလော့အနေနဲ့ကဒါတွေကိုလိုက်လုပ်ပါလို့တော့မပြောသွားဘူးဒါပေမဲ့ လက်ရှိလီဗာပူးအသင်းမှာလိုအပ်နေတဲ့အရာလို့တော့ကျွန်တော်မြင်တယ်။ဒါကြောင့်ကျွန်တော်ပြောထားတဲ့အရာတွေကလီဗာပူးအသင်းအတွက်အများကြီးအထောက်အကူဖြစ်စေတဲ့အရာတွေဖြစ်မယ်လို့လည်းကျွန်တော်ထင်တယ်။အဲသူပြောထားတာကကစားသမားတိုင်းကိုတပုံစံနဲ့ဆက်ဆံလို့မရောက်။ကစားသမားအကုန်လုံးကိုတပုံစံနဲ့ဆက်ဆံလို့မရောက်။ဘာဖြစ်လို့လဲဆိုတော့အသင်းမှာရှိတဲ့ကစားသမားတွေကကမ္ဘာနိုင်ငံအနှံ့အပြားကကစားသမားတွေဖြစ်တယ်။ကျွန်တော်တို့ကအာဂျင်တီးနားမှာရှိတဲ့ကစားသမားတွေ၊ဂါနာမှာရှိတဲ့၊ဂရိမှာရှိတဲ့ကစားသမားတွေကိုဆက်ဆံတယ်လို့မျိုး ဒါကျွန်တော်တို့ကအင်္ဂလန်မှာရှိတဲ့ကစားသမားတွေကိုသွားပြီးတော့ဆက်ဆံလို့မရဘူး။ဂျာမနီမှာရှိတဲ့ကစားသမားတွေကိုအဲ့ဒီကစားသမားတွေလိုမျိုးသွားသွားပြီးတော့ဆက်ဆံလို့မရဘူး။ဟိုမှာကကြီးပင်းခဲ့တာကနှင်းနေဂျာမကြီးပင်းခဲ့တာ။ဟိုမှာကကြီးပင်းခဲ့တာကမိမရှိတဲ့အိမ်ကြီးဂျာမကြီးပင်းခဲ့တာ။ဒါပေမဲ့ဒီသူတွေကြီးပင်းလာတာကကျတော့အစင်သစ်နေရာတွေမှာကြီးပင်းလာခဲ့တာ။အဲ့ဒီအတွက်ဒီကစားသမားကိုဆက်ဆံတယ်လို့မျိုးတစ်ဖက်ကကစားသမားတွေကိုသွားပြီးတော့ဆက်ဆံလို့မရဘူး။ ကစားသမားတဦးချင်းစီတဦးချင်းစီကိုသူတို့ရဲ့အကြိုက်အလိုက်အထိုက်ကြည့်ပြီးတော့ဆက်ဆံပေးရတယ်ဆိုတဲ့ပုံစံမျိုးသူပြောသွားတယ်။ဒါကတော်တော်ကြိုက်တဲ့တကားပြတယ်ကတော်တော်ကောင်းတဲ့ဒါတကားလဘာဘူးအသိမှလက်ရှိလိုအပ်နေတဲ့ပုံစံ။ဘာလဲဆိုတော့လက်ရှိမှာကျွန်တော်တို့ကအလဇနာအီဆာကိုကျွန်တော်တို့ခေါ်ထားတယ်။ front view ကိုခေါ်ထားတယ်နော်ကျွန်တော်တို့ပြီးလို့ရှိရင်မလောက်ကကကိုခေါ်ထားတယ်ပြီးရင် frame ပေါင်ကိုခေါ်ထားတယ်ဒီရာဒီမှာပြီးခဲ့တဲ့ရာဒီကလူမခေါ်ခဲ့ဘူး jargon clock ရဲ့လူတွေအတိုင်းပဲဆိုတော့ ဒီယာဒီမာမအာနက်စလော့ကလူတွေစခေါ်တယ်သူ့လက်ထက်မှာခေါ်တဲ့သူတွေကခြေစွမ်းပြဖို့အတွက်ရုန်းကန်နေရတယ်ဒါပါကြောင့်လဲ ကျွန်တော်ဒီညမှာမေးဖို့ပြန်ထုတ်ဆရာရှိနေပြီဒါဘာကြောင့်လဲဒီညမှာတချို့ကတော့ပြောမှာပေါ့လေသူတို့ကိုယ်တိုင်ကခြေစွမ်းမပြတာနီးပြအနေနဲ့ဘာဆိုင်လို့လဲဘာသက်ဆိုင်လို့လဲပြောလို့ရတယ်ဒါပေမဲ့လေနီးပြအနေနဲ့ကစားသမားခြေစွမ်းမပြရခြင်းရဲ့30ရာခိုင်နှုန်း40ရာခိုင်နှုန်းတော့သက်ဆိုင်တယ်လို့တော့ထင်တယ်ဒါဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒါစာအဲ့လက်ဖယ်စခါကူစံကလည်းပြောဘူးတယ်စားသမားတအူးခြေစွမ်းပြခြင်းမပြခြင်းကနီးပြနဲ့40ရာခိုင်နှုန်းတော့သက်ဆိုင်တယ်ဆိုတဲ့အကြောင်းစာအဲ့လက်ဖယ်ကတခါပြောဘူးတယ်ဆိုတော့ တေချာပေါက်ကစားသမားတဦးခြေစွမ်းပြခြင်းမပြခြင်းကနီးပြနဲ့တက်ဆိုင်တယ်လို့ကျွန်တော်ယူဆလို့ရတယ်။ဆိုတော့ဒီအနေမှာခေါ်ရတဲ့ကစားသမားတွေဘာဖြစ်လို့ခြေစွမ်းမပြတာလဲ။ဒါအာနက်စလော့အကြောင်းလို့တော့ကျွန်တော်တို့အတိအကျကြီးမပြောခြင်းဘူး။ဒါပေမဲ့သူ့အနေနဲ့ကအလက်ဇန္ဒားအီဆက်တို့ဒါဖရန်ဗီယက်တို့အီဂီဒီဂီတို့နောက်ထပ်ကစားသမားတွေဖြစ်တဲ့မီလိုကာကတ်တို့ကိုသူ့အနေနဲ့ကပုံစံတစ်ခုချင်းစီဆက်ဆံတင်တယ်လို့ထင်တယ်။ ပုံစံတစ်ခုချင်းစီဆက်ဆံဆိုတာကဗျာကျွန်တော်ပြောချင်တာကဒီကစားသမားကိုဦးစားပေးဆက်ဆံဒီကစားသမားကိုမျက်နှာချုပ်သွေးဆက်ဆံလို့ကျွန်တော်ပြောချင်တာမဟုတ်ဘူးဂျာဂင်ကလော့ချပီးတဲ့နီလန်အတိုင်းကိုသူကောင်းကောင်းမွန်မွန်ကြီးလုံပြချင်းလုံပြတဲ့နယ်လို့ကျွန်တော်ထင်တယ်ဂျာဂင်ကလော့ချပီးတဲ့နီလန်ကပြောပြထားတဲ့နီလန်ကအကောင်းဆုံးကစားသမားတွေကိုပြန်ခေါ်ဖို့အတွက်အကောင်းဆုံးနီလန်တစ်ခုဖြစ်တယ်လို့ကျွန်တော်မြင်တယ်ပေါ့လေပြီးရင်ဂျာဂန်ကနောက်ထပ်အသင်းအတွက်ကစားသမားတွေကရေကုန်ရေကန်ကစားဖို့အတွက်ဘယ်လိုမျိုးလမ်းညွှန်ပေးထားလဲဆိုတဲ့အရာတွေကိုသူထုတ်ပြောလာတယ် အဲကျွန်တော်အနေနဲ့ကကျွန်တော်ကွင်းထဲကိုရောက်တဲ့အခါကြားလို့ရှိရင်ကျွန်တော်ဂျိမ်းစ်မီနာကိုကျွန်တော်ဘာမှမပြောဘူးဘာလုပ်လဲဆိုတော့ तू ဘာလုပ်မလဲဆိုတာကျွန်တော်ကောင်းကောင်းသိရယ် तू အလုပ်လုပ်ရမယ့်အလုပ်ကို तू အလုပ်ကို तू ကောင်းကောင်းသိဒါပေမဲ့ကျွန်တော်အလက်ဇန္ဒားအာနိုကိုတော့ပြောတယ် ဘာဖြစ်လို့ပြောလဲဆိုတော့ तू လုံရမယ့်အလုပ်ကကျွန်တော်လမ်းညွန်ပြီးမှ तू ကောင်းကောင်းလုပ်နိုင်မယ့်အလုပ်တစ်ခုဖြစ်တယ်လို့ तू ပြောသွားတယ်ဒီညမှာရှင်းလေးဗျာပြောသင့်တဲ့သူကိုပြောတယ်ကိုယ့်အလုပ်ကိုကိုယ်လုပ်နေတဲ့သူကိုမပြောဘူးမပြောသင့်တဲ့သူကိုမပြောဘူးဒီနေရာမှာကျွန်တော်တို့တိတိချာချာကြီးကိုအာနေစတော့အနေနဲ့ကအာယုံစိုက်ပြီးတော့အဲ့ဒါကြီးကိုတိချလုပ်တင်ပါကြောင်လဲဆိုတော့တိုက်စစ်ကလဇနာအီဆက်အပါအဝင်ဝိုဆာလာတို့ကိုရီကပူတို့ကသူတို့လုတ်တဲ့အရာကိုမလုပ်ဘူး ဒါပေမဲ့အာနေစလော့အနေနဲ့ကအဲ့ဒါကြီးကိုမင်းတို့ဒါကြီးမလုပ်ဘူးကွာလို့လေတခါမှပြောတယ်လေကျွန်တော်တို့မကြဘူး။သူ့ကွင်းဘေးကနေပြီးတော့လမ်းညွန်တဲ့အရာတွေရှိတယ်ဗျာ။သူလမ်းဟန်ချင်ရင်ပြောနေတဲ့အရာတွေရှိတယ်။ဒါပေမဲ့သူပြောတဲ့အထက်မှာကကျွန်တော်တို့တိတလောက်ကျွန်တော်တို့သူ့ကိုမြင်ရတလောက်ဆာလာတို့ကိုရီကပိုတို့ကိုသူလမ်းကြောင်းချပေးနေတယ်ဆိုတာခက်ရှားရှားရေဗျာ။သူပြောလို့ရှိရင်အီဗရာဟီမကိုနာတေတို့ကွင်းလေကဂရမန်ဘတ်တို့ဒိုမီနိတ်ဆိုဘိုရှိုင်းတို့ပဲသူကောင်းကောင်းကြီးပြောနေတာဆိုတော့ ီကစားသမားတွေကတကယ်တမ်းစူးစမ်းနေတဲ့ကစားသမားတွေဖြစ်တယ်ပြောစရာမလိုဘူးမဟုတ်ဘူးလို့ကျွန်တော်ပြောတာမဟုတ်ဘူးเนาะဒီနေရာမှာဒီကစားသမားတွေကိုလည်းပြောစရာလိုတယ်ဒါပေမဲ့တကယ်တကယ်တမ်းပြောစရာလိုအပ်နေတဲ့ကစားသမားတွေဖြစ်တယ်မိုးဆာလာတို့ကိုရီကပိုတို့ကိုသူကောင်းကောင်းကြီးပြောပြရတာပြောရတော့မှာဗျာဒီချိန်မှာသူစူးတဲ့ရင်စူးရတော့မှာမောင်းတဲ့ရင်မောင်းတော့မှာကျင်းတဲ့ရင်ကျင်းရတော့မှာဒါကမှကျွန်တော်တို့ uninstall မှာမမြင်ရအောင်ဒါပေမဲ့အဲ့အရာတွေကိုကျွန်တော်တို့ jungle ecology လက်ထက်မှာကျွန်တော်တို့ကောင်းကောင်းမြင်တွေ့ခဲ့ရဆိုတော့ ကျွန်တော်တို့ Dragon Claw ကြီးကိုဘာကြောင့်မလို့ဒီလောက်ထိအောင်ကျွန်တော်တို့ respect ထားလဲကျွန်တော်တို့အသင်းရဲ့ legend တူဦးနေမြဲဘာဖြစ်လို့ Dragon Claw ကြီးကိုတတ်မှတ်ထားလဲဒီအရာတွေကြောင့်ပဲဗျာချက်ချင်းလေးဒီအရာတွေကြောင့်ပဲအသင်းအတွက်ကို तू တတ်နိုင်နေဘက်ကဒါတစ်ဖက်တစ်လမ်းကနေပြီးတော့ तू ဘာတွေလိုအပ်လဲဆိုတာကိုဒါ तू တွေးတဲ့အချိန်မှာတွေးတယ်လို့ပြောလိုက်တယ်လို့ပဲကျွန်တော်တို့အနေနဲ့ယူဆလို့လည်းရတယ်အဲတပြိုင်နက်သေးပေါ့လေ तू လဘဘူးအသင်းထံကိုပြန်လာမယ်ဆိုတဲ့မိကုန်းကိုလေ तू ဘက်ကပပနဲ့နဲ့ပဲဖြည့်သွားတယ်ကျွန်တော်အစကပြောတယ်လို့ပေါ့ဗျာ အသင်းကိုတော့ပြန်လာမယ်လို့တော့အတိအကျကြီးမပြောဘူးတိုးပင်မဲ့လဘဘူးရဲ့ပြိုင်ပွဲအသင်းတွေကိုတော့ဒါသူ့အနေနဲ့ကကင်တွယ်သွားမှာမဟုတ်ဘူးဒါပေမဲ့လဘဘူးအသင်းကိုတော့ပြန်လာကောင်းပြန်လာနိုင်တယ်ဆိုတော့ပုံစံမျိုးသူဖြည့်သွားတယ်ဆိုတော့ဂျာဂင်ကလော့ပြန်လာမယ်ဆိုရင်တော့ကျွန်တော်တို့ကတော့အချိန်မီဝဲကန်ပါဗျာဒါပေမဲ့လည်းလက်ရှိအာနက်စ်လော့ကိုလည်းကျွန်တော်တို့အချိန်ကတော့ထပ်ပြီးကြရအောင်ပါပဲဒေဂျာဘောက်ကျွန်တော်တို့ကပွဲလေး၄ပွဲသက်တိုက်ရှုံးလို့ကျွန်တော်တို့ကမကောင်းလို့တော့ပြောလို့မရဘူးပြီးခဲ့တဲ့ရာသီကကျွန်တော်တို့ချန်ပီယံယူပေးခဲ့တာဟုတ် တို့ကသွားပြီးတော့မကောင်းလို့ပြောလို့မရဘူးဆိုတော့ချန်ပီယံစူပါလာရဲ့မျက်နှာကိုထောက်ပြီးတော့ကျွန်တော်တို့တေချာပေါက်တရာဒီလောက်တော့စောင့်ကြည့်ရအောင်ပါပဲဆိုတော့ကျွန်တော်ကိုဒီကောင်ကိုဂျာကင်ကလော်ဤနဲ့ပတ်သက်ပြီးတော့သူပြောသွားတဲ့အရာကြီးနဲ့ပတ်သက်ပြီးတော့ဘလို့ညင်းလဲဘလို့ညင်းကျွန်တော်ကတော့အကောင်းဆုံးသူလမ်းညွန်ပေးတယ်အကောင်းဆုံးအသင်းကိုသူတက်နိုင်တဲ့ဘက်ကကူညီပေးတယ်လို့ပဲကျွန်တော်ထင်နေပါလိမ့်ဆိုတော့ကျွန်တော်ကိုဒီကဒါနဲ့ပတ်သက်ပြီးတစ်ချက်တော့ဆွေးနွေးကြပါအောင်ကျွန်တော်လည်း line subscribe လုပ်ပေးကြပါအောင်ကျေးဇူးများကြီးတင်ပါတယ်ဗျ